ဒီနေ့မှာတော့အင်ကုန်ငွေအကြေရှိပြီးဝယ်လိုက်ပြီးမှကြုံလိုက်ရတဲ့အကြီးမားဆုံးသင်ခန်းစာတစ်ခုအကြောင်းကိုအေချမ်းမြေဥပဒေဗဟုသုတအနေနဲ့မျှဝေပေးခြင်းပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါ။ဒီဇလန်တွေ1983ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်ကျင်တန်းနဲ့ဒေါ်မင်းမေစိန်ပါသုံးတရမပထမအယူခံမှုကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်။ဒီစီရင်ထုံးကအေချမ်းမြေဝယ်ယူမဲ့ကျွန်တော်မိတ်ဆွေတွေရဲ့အတွက်အရန်ကိုအရေးကြီးတယ်လို့သင်ခန်းစာယူစရာလည်းကောင်းပါတယ်။ဇလန်ကတော့ဒီလိုပါ။ ရန်ကုန်မြို့မှာဒိုကျင်တန်းဆိုတဲ့အမျိုးသမီးတူဟာဒိုမီမီစင်ဆိုတဲ့အမျိုးသမီးစီကနေအိမ်တစ်လုံးကိုငွေကျပ်၄၁၀၀နဲ့ဝယ်လိုက်ပါတယ်။သူတို့နှစ်ယောက်ကြားမှာကတိစာချုပ်တစ်ခုကိုချုပ်ဆိုကြပါတယ်။အဲ့ဒီစာချုပ်ထဲမှာထူးခြားတဲ့သဘောတူညီချက်တစ်ခုပါလာပါတယ်။အဲ့ဒါကတော့မူလပိုင်ရှင်ဒိုမီမီစင်ကိုအဲ့ဒီအိမ်မှာလေးလတာခတ်တနေထိုင်ခွင့်ပေးမယ်။တကယ်လို့လေးလအတွင်းမှာဒိုမီမီစင်ကဝယ်ထားတဲ့ငွေ၄၁၀၀ကိုပြန်ပေးနိုင်ရင် ိမ်ကိုအပိုင်ပြန်ပေးမယ်ဆိုပြီးတော့သဘောတူထားကြပါတယ်။ဒါပေမဲ့လေးလာပြေးသွားတဲ့အခါမှာဒေါ်မီမီစင်ကပတ်စံလဲပြန်မပေးသလိုအိမ်ဘော်ကနေလည်းမဆင်းပြေးတော့ပါဘူး။အဲ့ဒီမှာတင်အင်ဝယ်ထားတဲ့ဒေါ်ဂျင်သန်းကတရားရုံကိုသွားပြီးတော့ကျမကဒီအိမ်ရဲ့ပိုင်ရှင်အသက်ဖြစ်တဲ့ဒေါ်မီမီစင်ကကျမရဲ့ခွင့်ပြုချက်နဲ့နေနေတာအခုအရှင်စစ်လို့မဆင်းပြေးတဲ့အတွက်ကြောင့်သူ့ကိုအိမ်ဘော်ကနေနှင်ထုတ်ပေးပါဆိုပြီးတော့ခွင့်ပြုချက်နဲ့ထားသူကိုနှင်လုံမှုနဲ့တရားစွဲလိုက်ပါတယ်။ တရားရုံးကဒီအမှုကိုစစ်ဆေးလိုက်တဲ့အခါမှာအဓိကကျတဲ့အချက်တစ်ချက်ကိုတွေ့ပါတယ်အဲ့ဒါကတော့ဒေါ်ကျင်သန်းနဲ့ဒေါ်မေမေစင်တို့ရှုပ်ဆိုထားတဲ့အယောင်းဝယ်စာချုပ်ဟာမှတ်ပုံတင်ထားတာမရှိသေးဘူးဆိုတာပါပဲစာချုပ်စာတမ်းများမှတ်ပုံနဲ့ဥပဒေမှာအတီးအလင်းပြဋ္ဌာန်းထားတာရှိပါတယ်အဲ့ဒါကတော့အင်ရှန်မြေလိုမရှိပြောင်းနိုင်တဲ့ပစ္စည်းတွေကိုရောင်းချတာဝယ်ယူတာတဲ့အတွက်မှတ်ပုံနဲ့စာချုပ်စာတမ်းရုံးမှာမဖြစ်မနေမှတ်ပုံတင်ရမယ်ဆိုတာပဲဖြစ်ပါတယ်ဒီအမှုမှာမှတ်ပုံနဲ့စာချုပ်လုံးမထားတဲ့အတွက်ဒေါ်ကျင်သန်းဟာ ပတ်စံပေးလိုက်ပေမဲ့ဥပဒေအရအဲ့ဒီအိမ်ရဲ့ပိုင်ရှင်အဖြစ်ကိုမရောက်ရှိသေးပါဘူး။ဒါကြောင့်ပိုင်ဆိုင်မှုဟာမူလပိုင်ရှင်ဒေါ်မေမေစင်စီမှာပဲဆက်လက်တည်ရှိနေပါသေးတယ်။ဒါကြောင့်တရားရုံးကဘလို့ဆွန့်ပြက်လဲဆိုတော့ဒေါ်ကျင်တန်းကငါခွင့်ပြုချက်နဲ့နေတာဆိုပြီးတော့နှင်လုံမှုနဲ့ဆွဲထားတယ်။ဒါပေမဲ့ဒေါ်ကျင်တန်းကပိုင်ရှင်တောင်မဟုတ်သေးတဲ့အတွက်ကြောင့်သူကဘသူ့ကိုမှနေထိုင်ခွင့်ပြုတဲ့ခွင့်ပြုချက်ပေးလို့မရပါဘူး။ဥပဒေအရဒေါ်မေမေစင်ဟာဒေါ်ကျင်တန်းရဲ့ခွင့်ပြုချက်နဲ့နေနေတာမဟုတ်ဘူး။ သူဟာသူ့အိမ်မှာသူပိုင်တဲ့အိမ်မှာဆိုင်ရေးဆိုင်ခွင့်အဖြစ်နေထိုင်ခြင်းသာဖြစ်တယ်လို့ဆုံးဖြတ်ပြီးတော့ဒိုဂျင်တန်းဆွဲဆိုထားတဲ့အမှုကိုတရားရုံးအစဉ်အဆက်ကပါလာလိုက်ပါတယ်။ကဲဒီအမှုကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်ရအောင်ပါ။ကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့အင်ရှန်မြေဝယ်ယူမယ်ဆိုရင်သတိထားရမှာကပတ်စံပေးပြီးစာချုပ်ရှုပ်ယူနေကိုကပိုင်ရှင်မဖြစ်သေးပါဘူး။ဥပဒေအရတရားဝင်ပိုင်ရှင်ဖြစ်ဖို့အတွက်မှတ်ပုံတင်ဖို့လိုပါတယ်။စာချုပ်စာတမ်းကိုမှတ်ပုံမတင်ထားတဲ့အယောင်းဝင်ဟာတရားမဝင်ဘူးလို့မပြောပါဘူး။ ဒါပေမဲ့မှတ်ပုံနဲ့စာချုပ်မရှုရသေးရင်ပိုင်ဆိုင်권ကိုလုံးဝကိုအပြေအဝမရသေးပါဘူး။ကိုကတရားဝင်ပိုင်ရှင်မဖြစ်လာသေးဘူးဆိုတာကိုဒီစီရင်ထွန်းကနေတက်တက်ပြနေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတို့ရဲ့အတွက်အကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။